အားလဲအားကိုးတယ်မေစုနဲ့ပတ်သက်ပြီးတော့เนาะအဲ့လိုရှိပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ကျွန်တော်ရဲ့အမြင်ပေါ့เนาะကျွန်တော်ရဲ့အမြင်ကသူများနဲ့တူကျင်လဲတူမယ်မတူကျင်လဲမတူဘူးเนาะအဲ့တော့ကျွန်တော်အမြင်ကိုအရှိအတိုင်းတင်ပြတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလည်းပညာရှင်လားလို့မမိနဲ့ကျွန်တော်ကပညာရှင်မဟုတ်ဘူးကျွန်တော်ကဝါသနာရှင်တက်တယ်ပဲဖြစ်တယ်ဟုတ်တော့အဲ့တော့နိုင်ငံရေးဝါသနာပါတယ်နိုင်ငံရေးကိုယူတက်တယ်เนาะကိုယ်နိုင်ငံကိုလည်းချစ်တယ်เนาะကိုယ်နိုင်ငံကိုလည်းချစ်တယ် ုတ်ပြည်သူလက်ချစ်တယ်ဘယ်နိုင်ငံကကောင်းတဲ့ဟာတွေကိုကုချရင်ကောင်းမလဲเนาะအမြဲတမ်းပေါ့เนาะဟိုအတူယူရင်ကောင်းမလဲဘယ်လိုမျိုးတင်ယူရင်ကောင်းမလဲအဲပြည်သူတွေကိုဘယ်လိုဘယ်လိုမျိုးပေါ့เนาะဟိုဟိုတင် जा ပြီးရင်ကောင်းမလဲပေါ့เนาะအဲ့လိုမျိုးအမြဲတမ်းတသက်လုံးစိတ်ကူးရင်လာခဲ့တာပေါ့เนาะကျွန်တော်အသက်အဲ20ဆွန်းဆွန်းလောက်ကနေစပြီးတော့နိုင်ငံရေးနဲ့ပတ်သက်ပြီးယူသွတ်တယ်နိုင်ငံတော်နဲ့ပတ်သက်ပြီးစိတ်ကူးရင်တယ်เนาะအဲ့လိုစိတ်ကူးရင်တဲ့အတွက်ကြောင့်เนาะကျွန်တော်ရဲ့ ပေါ့နော်ဟိုဘယ်လိုလဲစိတ်ကူးယဉ်ထားတဲ့အိမ်မက်တွေပေါ့နော်ဟာနိုင်ငံတော်ကြီးကိုငါတို့ဘယ်လိုတိဆောက်ရင်ကောင်းမလဲနော်ဘယ်လိုပုံစံတွင်းရင်ကောင်းမလဲနော်အဲအဲ့လိုမျိုးတွေအမြဲတမ်းစိတ်ကူးယဉ်ထားတဲ့စိတ်ကူးယဉ်ချက်တွေနဲ့နော်နှစ်ပေါင်းများစွာယူသွလာတာဖြစ်တယ်အဲ့ဒီအိမ်မက်တွေနဲ့ကျွန်တော်ကြီးပြင်းလာတဲ့လူတယောက်ဖြစ်တယ်ဒါကြောင့်အခုဒီနေ့အနေထားမှာကျွန်တော်အိမ်မက်တွေကျွန်တော်ယူသွခဲ့တာတွေအဲ့အတွေ့အမြင်တွေကိုမျှဝေပေးခြင်းမျိုးဖြစ်တယ်အဲ့တော့ဒီနေ့ ဒီဒေါ်လိုင်းမှာလည်းပဲနော်ဒေါ်လိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အမြင်ကိုဒီအာနာသိမ့်ပြီးဒုတိယနေ့ရစပြီးတော့ကျွန်တော်အမြင်ကိုရဲရဲတင်တင်တင်ပြတယ်ဒီနေ့အထိလည်းပဲကျွန်တော်ရဲ့ယက်တိချက်နဲ့နော်ကျွန်တော်ယက်တိချက်နဲ့ကျွန်တော်အမြင်နေရာမပြောင်းဘူးဒီတိုင်းပဲခိုင်ခိုင်မာမာပဲရှိနေတယ်နော်အဓိကကြားတဲ့ကိစ္စကတော့နိုင်ပြီဆိုတာပဲနော်ဘာလို့ဆိုတော့ကျွန်တော်ငကိုလေးအတိုင်းသိတယ်ဒီတက်ကပြတ်တော်မှာဆိုတာ2018ခရဲကမိတ်ဆွေအပေါင်းအသင်းတွေအများအားပြောပြတယ်တတ်ထရတငယ်ချင်းတွေလည်းအများအားပြောပြတယ် မင်းတို့တွေမြမတက်မတော်ဂုံတိခါကဲတင်ရေးတက်မတော်မင်းတို့အမြန်ထူအောင်ကြတော့မြမအီးကိုထူအောင်ကြတော့ကျွန်တော်ခဏခဏတက်တဲ့ကတငယ်ချင်းတွေကိုပြောပြတယ်ဒါ2018လောက်ကဒီအနေထားကိုတည်တယ်ဒါကြောင့်ကျွန်တော်ကရဲရဲယုံကြည်တယ်ဒီအာနာသိမှုကဘယ်လိုပဲဖြစ်ဖြစ်နော်လမ်းပြောက်သွားမှာဒီအာနာသိမှုကပြက်သွားမှာဒီအာနာသိမှုကအောင်မြင်မှာမဟုတ်ဘူးဆိုတာကိုကျွန်တော်ကငကိုတဲကတိုင်းယုံကြည်နေတယ်အဲ့ဒီယုံကြည်နေတဲ့အတိုင်းကျွန်တော်ကတင်ပြခဲ့တယ် ဒီနေ့အထိလဲကျွန်တော်ရဲ့ယုံကြည်ချက်ကမပြောင်းဘူးเนาะရက်ကျွန်တော်ရဲ့ရက်တည်ချက်ကမပြောင်းဘူးကျွန်တော်ရဲ့ညှို့လင့်ချက်တွေကလည်းဆက်လက်ပြီးတော့ရှင်းတန်နေသေးပဲအဲ့တော့ကျွန်တော်ယုံကြည်ချက်နဲ့ကျွန်တော်ရဲ့ညှို့လင့်ချက်တွေကိုပြည်သူတွေကိုမျှဝေပေးမယ်ကျွန်တော်ရဲ့အမြင်တွေပေါ့ကျွန်တော်ရဲ့အမြင်တွေကျွန်တော်ရဲ့အတွေ့အခေါ်တွေကိုလည်းကျွန်တော်ကပြည်သူတွေကိုမျှဝေပေးမယ်เนาะအဲ့ဒီနည်းနဲ့ကျွန်တော်ကတော့ဗောနော်တကယ်တော့တိုင်းပြည်တစ်ခုရဲ့အစိုးရဆိုတာပြည်သူရဲ့အစင်တန်းပေါ်မှာမူတည်တယ်ပြည်သူတွေရဲ့အတွေ့အခေါ်အစင်တန်းပညာ ပညာရက်နဲ့ပညာနဲ့အတွေးခေါ်ဘူးသူကမြင့်နေပဲအတွေးခေါ်ရင်မြင့်နေပဲဆိုရင်တိုင်းပြည်ကအစိုးရကောင်းကောင်းရတယ်အဲ့လိုပဲနဲ့ပြည်သူတွေကအမှောင်ထဲမှာရောက်ပြီးတော့မှဟလာဘုဒ္ဓတရားတွေနှိမ့်ကြနေမယ်အတွေးခေါ်ရင်နှိမ့်ကြပြန်အစိုးရညံ့ညံ့ရမယ်အဲ့တော့ဘယ်လိုအစိုးရမျိုးရှိနေတယ်လဲဆိုတာဘယ်လိုပြည်သူမျိုးရှိနေတယ်လဲပေါ်မူတည်တဲ့ဒါကြောင့်မလို့ကျွန်တော်ကအခုနောက်ဆုံးမှာကျွန်တော်ဆုံးဖြတ်ချက်ချလိုက်တာက ပြည်သူတွေရဲ့နိုင်ငံရေးအသည့်အမြင်ဘူးတုတအတွေ့အခေါ်တွေကိုမြင့်တင်ပေးခြင်းဒီသာလျင်စစ်မှန်တဲ့နိုင်ငံတော်ကိုအကျိုးပြုမှုဖြစ်တယ်လို့ကျွန်တော်အနေနဲ့ခံယူလိုက်တယ်။အဲ့တော့ကျွန်တော်ကတည်သည်မြတ်ကိုကျွန်တော်ဝါသနာရကျွန်တော်ရဲ့လေ့လာမှုရမျှဝေပေးခြင်းသာဖြစ်ပြီးတော့ဒါဒီကိုလည်းပဲကိုယ်တိုင်စဉ်းစားသုံးသပ်ပြီးတော့မှဝေဖန်ပြီးတော့မှန်လဲမှန်တဲ့အတိုင်းကြိုက်ရင်လည်းကြိုက်တဲ့အတိုင်းเนาะဟုတ်လားတိကျစဉ်းစားတွေးခေါ်ပေးရမိတ်ဆွေနဲ့တိုင်ပင် တိုင်မြင်ပြီးတော့မှာဒါတော့လက်ခံတဲ့နဲဒါတော့လက်မခံတဲ့မူဆိုပြီးတော့เนาะခံယူပါဘာကြောင့်လဲဆိုလို့ရှိရင်အရာအလုံးကเนาะเนาะအရာအလုံးကကိုယ့်ရဲ့စဉ်းစားတွေးခေါ်ဉာဏ်နဲ့လက်ခံတဲ့အလေးအကျင့်ကလိုတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာများသောအားဖြင့်ရတယ်ဗောနော်အဲ့လိုပေါ့ပုံကိုကိုယ်ကမှုကအရန်ကိုကြီးထွားပြီးတော့မှဒီ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 ဟိုကိုယ့်ရဲ့ကိုယ်ပိုင်စဉ်းစားတွေးခေါ်ဉာဏ်ကိုတုံးတာအရန်နဲ့အဲ့တော့နိုင်ငံရေးကိုမပြောနဲ့မော်တော်ကားလုံးမှာတော့ကတော့မှတည်ပွဲစားပြောတဲ့ ပွဲစားပါဇက်အတိုင်းသွားတာမြန်မာနိုင်ငံရဲ့ကာတစီရဲ့ဈေးကွက်ကပွဲစားရဲ့ပါဇက်ဘဝမှုတည်တယ်။နော်လူတွေကအင်တာနက်ကိုကြည့်ပြီးတော့ဒီကွန်တိန်နာဒီ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 ကားဒီလားဒီကားဒီလားအင်ဂျင်ပါဝါဘလောက်ကောင်းတယ်နော်သူ့ရဲ့ speed ကဘလောက်ရှိတယ်အဲ့လိုပဲဘယ်နှမိနစ်ဘယ်နှစက္ကန့်အတွင်းမှာ speed ဘလောက်အထိ race လုပ်နိုင်တယ်တင်နိုင်တယ် ground clear လမ်းဆိုတော့အမြေကြီးနဲ့အကွာအဝေးကဘလောက်ရှိတယ်သူ့ရဲ့စီစားနှုန်းကဘလောက်ရှိတယ်သူ့မှာဘယ်လို system တွေပါတယ်ဆိုတော့အပေါ်မှာမူတည်ပြီးတော့ အဲ့လိုမဟုတ်ဖဲနဲ့ပွဲစားတွေစဖတ်တဲ့အတိုင်းကားစေးကဒီထဲမှာအဲ့လိုဖြစ်နေဗီဒီယိုကဒီဒီအင်တာနက်ပေါ်ကအချက်လက်တွေကိုကြည့်ပြီးတော့ကားတစ်စီးရဲ့အည်သွေးကိုဈေးနှုန်းမဆုံးဖြတ်ဖက်နဲ့ပြည်တွင်းပွဲစားတွေရဲ့နော်ဗဇက်ကိုမူတီးပြီးယုံကြည်ပြီးလိုက်သွားတယ်ဒါဒါအနှိမ်ဆုံးကားကားလောကကိုပြောပြတာနော်အဲ့ခါကျတော့အမေတမန်နာမည်ကြီးတဲ့ကားတွေတကယ်လည်းမြန်မာပြည်ထဲမှာကွက်ပြောက်ဖြစ်သွားတာနိုင်ငံတကာမှာဘာမှဟိုလောက်ကြီးဟိုပါနော်ရေပန်းမစားတဲ့ကားတွေကမြန်မာပြည်မှာဈေးတွေအရင်ကြီးရင်ကြီးသွားတယ် เนาะไอ้หลูမျိုးမြန်မာပြည်ကခုနကဟိုအောက်တာနေရှင်နယ်ဖြစ်နေတာနော်အဲ့တော့နိုင်ငံရေးမှာတော့ပို့ဆိုးရတာပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့လေ့ကျင့်ရမယ်အကျင့်ဒီဘယ်သူပြောတာနော်ဘယ်သူပြောတာ ဆိုတာထက်နော်ကိုယ့်ရဲ့ကိုယ်ပိုင် ကိုယ်ပိုင် အတွေးခေါ်စဉ်းစားဉာဏ်ကိုပဲသုံးသင့်တယ်နော်သုံးသင့်တယ်အဲ့လိုသုံးပြီးတော့မှ ကိုယ့်ရဲ့ယက်တီချက်ကိုယ့်ရဲ့ယုံကြည်ချက်ကိုရဲရဲတင်းတင်း ရက်တည်တဲ့အလေ့အကျင့်တွေလို့တယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်။နော်ဒါကြောင့်မလို့ဒီနေ့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒီတော်လှန်ရေးမှာကျွန်တော်ကကျွန်တော်အမြင်နဲ့ကျွန်တော်အတွေးအခေါ်တွေကိုရဲရဲဝံ့ဝံ့တင်ပြနေခြင်းပဲဖြစ်တယ်။နော်အဲ့တော့လက်ရှိနေသားကတော့နော်တော်လန်ยีကဗာလဲဘယ်နေသားကိုရောက်နေပြီလဲဆိုတော့တော်လန်ยีကရှေ့ကိုရွေ့နေတယ်ငကိုလေးကပြောသလိုပဲနော်ဒီတော်လန်ยีကနော် နိုင်ကိုနိုင်မှာဆိုတော့เนาะနိုင်ကိုနိုင်မှာဆိုတော့အခြေအနေကเนาะပျောက်မသွားဘူးတကယ်နိုင်မှာเนาะတော်လိုင်းကြီးကရှေ့ကိုရွေ့နေတယ်เนาะတစ်ဖက်မှာပြုတ်ကျနေတယ်ဒါတွေကလုံးဝအသေးချာပဲနေ့လျာတော့မှကိုမင်းကိုနိုင်ရဲ့ဗီဒီယိုလေးကိုဟောကြည့်ပြီးတော့လာအဲဒီဟိုအကိုကြီးကိုတည်းအားစီပြီးသွားလေးကျွန်တော်တွေ့လိုက်ရတယ်အဲ့ဒါခါကျတော့တော်လိုင်းကြီးတွေလုံးဝယုံမတန်တရားမဖြစ်နဲ့တော်လိုင်းကြီးအားရှေ့ကိုရွေ့နေတယ်တော်လိုင်းကြီးကမကြခင်ပေါ့နော်မကြခင်မှာအဆုံးဖြတ် เนาะအဆုံးဖြတ်ပေးတော့မယ်ဒီအနေထားကိုဘယ်သူမှ မခံနိုင်ဘူးเนาะအဲ့တော့ဟိုတနေ့ကပြောခဲ့သလိုပဲဒီမအလစစ်တပ်ကเนาะကင်ဆာအဆင့်လေးရောက်နေတဲ့ယောဂတဲ့ကြီးလို့ဖြစ်နေတာသူ့ကိုတည်တည်ချာချာအကုန်ကြခံပြီးဆေးကုမယ်ဆိုရင်တောင်မှဆေးတံကိုခံနိုင်တဲ့အဆင့်ကို မရှိတော့တက်မှာအင်အားအရန်နေသွားပြီတနည်းအားဖြင့်နေမျိုးစင်ရဲ့ပြောတဲ့ဇကားထဲမှာဆိုရင်တက်သားအင်အား estimate ကတသိန်းတောင်းလောက်ပဲရှိတော့ဆိုရင်တိုက်ခိုက်ရေးအင်အား9000 6000တဲ့မပိုတော့ဘူး Federal Democracy ပဋိညာဉ်ကိုမကြေညာနိုင်ဘူးဒီနေ့အထိကျွန်တော်တို့က NUG အနေနဲ့ NUCC ကိုဖွဲ့စည်းပြီးတော့မှ Federal Federal ကိစ္စကိုသူတို့ဆွေးနွေးကြကြတယ် ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့เนาะ NUCCD ရှေ့ကိုမတိုးနိုင်ဘဲနဲ့ရပ်သွားတယ်เนาะအဲ့တော့ဘာကြောင့်ရပ်တယ်ဘသူကြောင့်ရပ်တယ်ဆိုတာကျွန်တော်မပြောလို့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့တော်လိုင်းနိုင်ငံရေးအားနည်းသွားတဲ့အဓိကအကြောင်းရင်းဒီဘာလဲဆိုလို့ရှိရင် Federal Democracy ကိုမကြီးညာနဲ့တော့တိုင်းရင်းသားတွေရဲ့ကြားထဲမှာယုံကြည်မှုကိုနံပါတ်1မတည်ဆောက်နိုင်မှုနံပါတ်2ကအဲ့ဒီအနေထားကြောင့်နိုင်ငံတကာရဲ့ကျွန်တော်တို့နိုင်ငံတကာရဲ့ဒီပေါ့နော်သူ ဟို NUG ဥဆောင်မှုကိုယုံကြည်မှုပါလေကြဆင်းသွားတယ်ဒါကတော့အဖြစ်မှန်ပဲเนาะဒါကအဖြစ်မှန်ပဲကျွန်တော်ဖောင်းထုတ်တော့မဟုတ်ဘူးအဲ့တော့နိုင်ငံရေးအာဏာနေတိတိုင်အောင်ကျွန်တော်တို့ကအစီအရေးအရာအရှိကိုတွားနေတယ်ငွေကြေးရတယ်လဲကျွန်တော်တို့ကနိုင်ငံရေးကိုပေါ့เนาะတိတ်ပြီးအရန်အားကိုလို့မရဘူးဘာကြောင့်တော့တစ်ဖက်ကလက်နဲ့အားကိုပြီးတိုက်တာဖြစ်တယ်ဒါကြောင့်လက်နဲ့အားကိုတဲ့လူကိုလက်နဲ့နဲ့ပဲပြန်တိုက်ရမယ်အတိုင်းတာမျိုးဖြစ်တယ်အဲ့တော့အခါကျတော့အခုက ဒီနိုင်ငံရေးကိုနားမလည်တဲ့အဖွဲ့အစည်းတစ်ခုကိုဟလာစီရင်နေပဲတိုက်ရပါမယ်เนาะအဲ့တော့လက်ရှိအနေအထားဒီအများကြီးအခြေအနေကောင်းနေပြီအဲ့တော့နိုင်ငံရေးရလည်းပဲကျွန်တော်ကငကိုလေးကတုံးသက်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံရေးအတိုင်းတာမြန်မာတော်လှန်ရေးပေါ်မှာเนาะဩဇာနဲ့ပတ်သက်ပြီးတော့မြန်မာတော်လှန်ရေးပေါ်မှာတက်ရောက်တဲ့ဩဇာကိုတုံးသက်မယ်ဆိုလို့ရှိရင် NUG အပါအဝင် EAO တွေအပါအဝင်ဟလာအာဆီယံတို့ UN တို့တရုတ်တို့အားလုံးရဲ့အားလုံးကြောင့် တက်ရောက်မှုက30ရာနှုန်းလို့ပဲကျွန်တော်ကသတ်မှတ်တဲ့အဲ့တော့ဒီဒေါ်လာရိုးကိုတကယ်ရွေ့နေအောင်လုပ်နေတာဒီလာ PDF တွေ GZ တွေ CDM တွေနဲ့ပြည်နိုင်ငံသားရောပြည်တွင်းရောပြည်သူတွေရဲ့အင်အားပဲဖြစ်တယ်နော်အင်အားပဲဖြစ်တယ်ဒါကြောင့်ဒီဒေါ်လာကြီးကမရက်တတ်နိုင်ဘူးစစ်ကိုရွေ့နေမှာဒီအတိုင်းလေးထိန်းထားရင်ကိုပဲတစ်ဖက်မှာကြွေကြနှစ်စင်းနှမြကြွေကြနေတဲ့ဒဏ်ကိုသူတို့မခံနိုင်ဘူးနော်နောက်ဆုံး နောက်ဆုံးတစ်ခုကြွေကြရတဲ့ဝုံနဲ့ပြုတ်ပြိုသွားမဲ့အတိုင်းတာဖြစ်တယ်။ဒါဒါကတော့လက်ရှိအရှိတရားပဲ။နော်အဲ့တော့ကျွန်တော်တို့ဒီနိုင်ငံအပေါ်မှာလားနိုင်ငံတကာရဲ့တက်ရောက်မှုပေါ့နိုင်ငံတကာရဲ့တက်ရောက်မှုဒီငကိုရီးယားနိုင်ငံတကာအာမကုတ်နဲ့လို့ပြောခဲ့တယ်နိုင်ငံတကာရဲ့တက်ရောက်မှုလည်းတကယ်မရှိဘူး။ဒါကြောင့်မလို့နော်တရုတ်ရဲ့ပါဝင်ပတ်သက်မှုနဲ့ပတ်သက်ပြီးတော့လည်းမစိုးရိမ်နဲ့။ဒါကြောင့်လည်းမစိုးရိမ်နဲ့ဆိုလို့ရှိရင်သူကဒီမဟာလာဒီကင်ဆာပေါ့အဆင့်လေးရှိတဲ့အနေထားပေါ့နော်ကင်ဆာအဆင့်လေးရောက်နေတဲ့ เนาะကိုခံအားမရှိတော့တဲ့လူနာတယောက်လိုဖြစ်နေတဲ့အတွက်ကြောင့်เนาะတရုတ်ကလည်းကယ်လို့မရတော့ဘူးအရန်နောက်ကျသွားပြီเนาะဒါကြောင့်မလို့တရုတ်ရဲ့ပါဝင်ပတ်သက်မှုဆက်ဖက်မှုတွေနဲ့ပတ်သက်ပြီးတော့เนาะဟိုစွရင်စရာမလိုဘူးလို့ကျွန်တော်ကပြောချင်တယ်အဲ့ဒါခါကျတော့အဲ့တော့ဒီခေတ်ကဒီခေတ်ကကျွန်တော်တို့ကဟိုရှိရှိတော့ဘယင်ခေတ်လို့မဟုတ်ဘူးเนาะဘယင်နိုင်ငံတစ်ခုကနိုင်ငံတစ်ခုကိုเนาะစစ်လက်နဲ့ကျူးကျော်ဖို့ဆိုတာအင်မတန်မှ เนาะမလွယ်ဘူးဘလိုင်းကြီးလို့လို့မရဘူးသူကအကြောင်းတရားတွေအများကြီးရှိတယ်เนาะအဲ့လိုအကြောင်းတရားတွေအများကြီးရှိတယ်အဲ့တော့ရုရှားကယူကရိန်းကိုကျူးကျော်တယ်ဆိုတဲ့ကိစ္စကလည်းတခြားအကြောင်းတရားတွေအများကြီးရှိတယ်เนาะဒါကြောင့်မလို့သားဒီနေထားဖြစ်သွားတာဒါကြောင့်ကျွန်တော်တို့ကတရုတ်ကိုကြောက်စရာအကြောင်းလုံးဝမရှိဘူးเนาะတရုတ်ကိုကြောက်စရာကမလို့အဲ့တော့စိုးရင်စရာတော့ရှိတယ်ဘာလို့တရုတ်ကိုစိုးရင်ရမှာမဟုတ်ဘူးပြည်တွင်းကနေပြီးတော့တစ်စပေါက်တွေနော်ကိုယ်အိမ်ထဲကတစ်စပေါက်တွေကိုပဲစိုးရင်ရမှာဖြစ်တယ်ကိုယ်အိမ်ကတစ်စပေါက်တွေကနော်တွားပြီးတော့ နော်တော်ပြီးတော့လာဟိုအပေးယူလောက်တာเนาะအဲဓာတိကြောင့်သာလျှင်ခြံစည်းရိုးမလုံတဲ့ကိစ္စကဖြစ်နိုင်တာဒါကြောင့်ကျွန်တော်တို့ကတရုတ်ကိုကြောက်စရာမလိုကိုထမင်းကိုစားတရုတ်နဲ့တွားပြီးတော့เนาะသူ့လူကိုပတာတွားပြီးတော့မလွတ်ဖို့ပဲလိုတယ်ဒါကကျွန်တော်တို့အနေဒီကာလအမေစုလက်ထက်မှာကိုပဲတရုတ်နဲ့ဆက်ဆံရေးကိုစောင့်ကြည့်မယ်ဆိုရင်တိတာတယ်เนาะတိတာတရုတ်ကမြန်မာနိုင်ငံကိုခင်းသလိုကင်တယ်လို့မရတော့ဘူးအချိန်မှာသူကတိတာတာနောက်ဆုတ်သွားရတယ် ။ဒါကြောင့်တရုတ်ကိုကျွန်တော်တို့ကကြောက်เสียအကြောင်းလုံးဝမရှိဘူး။နော်။ဖားเสียအကြောင်းလည်းမရှိဘူး။နော်။ကျွန်တော်တို့ကိုလိုကိုလိုရမှာကျွန်တော်တို့သွားရမှာဒီအပေးယူပဲ။လောကကြီးကအားလုံးကအပေးယူပဲ။ဘယ်ဟာဖြစ်ဖြစ်စံပေးမှစီရမှာ။နော်။အားလုံးကအပေးယူပဲ။